အောင်ကိုမို့တရားဆွဲတဲ့ဘဲပေါ့နော်မိုက်ကယ်ဇိုးပေါ့နော်မိုက်ကယ်ဇိုးကဘယ်လိုလူမျိုးလဲဆိုတော့သူကဒီခဏဟိုတိလိုက်မိကြဆိုရှယ်မီဒီယာကိုစိတ်ဝင်စားအေတင်ကိုတို့တသတာတို့ကိစ္စတွေမှာလည်းတသတာဘက်ကပါတယ်ပွဲစုအောင်လုပ်တဲ့သူတယောက်လိုပဲကျွန်တော်သုံးသက်ချင်တယ်အဲသူက2020တုန်းကလည်းဘော်လနိုင်ဂျွန်းညုံနေမှာတိုင်းဒေသကြီးလွတ်တော်အမန်အနေနဲ့အခုဖြတ်သိမ်းခံလိုက်ရတဲ့ဆန်နာမင်းတို့ပါတီပေါ့နော်ဟိုဟာ NDF ပေါ့ အနေသာဒီမိုကရေစီအင်အားစုပါတီကနေရွေးကောက်ပွဲဝင်နေမအောင်နေဘူးအခု2025မှာလည်းပုံကောမိုက်ကယ်ဇောခိုအဲသူ့နာမည်ကအောင်ကျော်ဦးပါမိုက်ကယ်ဇောခိုအောင်ကျော်ဦးကလည်းရွေးကောက်ပွဲဝင်အောင်မှာပါဘယ်ပါတီကဝင်ပါလဲဆိုတော့ကျွန်တော်တို့စစ်တပ်ကချပေးထားတဲ့ပလက်ဖောင်းကြီးကိုအင်မတန်ဖက်တွေနေတဲ့တည်သူပါတီဥက္ကကိုကြီးပေါ့ဗျာဥက္ကကိုကြီးရဲ့တည်သူပါတီကနေဝင်မဲ့အမလောင်းဖြစ်ပါတယ်ဒီညမှာကြုံတော့လေးဖောင်းထူရရင်တော့ဥက္ကကိုကြီးခင်ဗျမရှက်ဘူးလား အဲ့လိုအသိဉာဏ်နေတဲ့အစွန်ရောက်ကောင်တွေနဲ့လက်တွဲပြီးတော့ခရက်ပါတီကြီးမှထူထောင်ပြီးရွေးကောက်ပွဲဝင်ရတာကိုနိုင်ငံရေးပလက်ဖောင်ကြီးရနေလို့ထင်တယ်ခင်ဗျမဆက်ဘူးလားဥက္ကကိုကြီးဒါလဲကြုံလဲကြုံဝင်ဖောင်းတာပါဗျအဲ့အဲ့လိုဖြစ်ပါတယ်နောက်ဆုံးသတင်းရဆိုရင်တော့ဒီမိုက်ကယ်ဇိုးကိုအာအော်ဂျိုဦးကိုကျွန်တော်တို့ရဲကိုနိုင်ရှစ်လေးလုံးဆိုရဲသူတယောက်ကနေပြီးတော့66ကာကြီးနဲ့လွန်ခဲ့တဲ့တပတ်လောက်အတွင်းမှာပဲကျွန်တော်ချင်းမနိုင်ညုံမှာရေစခန်းမှာအမှုတရားဆွဲဆိုထားရယ်ဆိုတာလေးသိရပါတယ်